ကျွန်တော်နာမည်ကအောင်ဖြစ်ပြီးကျေးလက်ဒေသမှာနေထိုင်ပါတယ်။ဒီအဖြစ်ပြက်ကတော့ကျွန်တော်15နှစ်သားတုန်းကဖြစ်ခဲ့တာပါ။ကျွန်တော်မှာငငယ်တွေကတည်ခဲ့တဲ့တငယ်ချင်းတွေရှိပါတယ်။သူတို့ကအောင်ထုနဲ့တင်းအောင်ဖြစ်ပါတယ်။အောင်ထုကကျွန်တော်နဲ့အတူပဲကြေးရွာလေးမှာနေပြီးအဲဒီမှာပဲကြောင်းတက်ခဲ့ကဘဝတစ်ချောင်းလုံးကိုကုန်ဆုံးခဲ့ပါတယ်။ကြေးရွာလေးက AC တင်းနေပြီးလူကြီးတွေအများစုနေထိုင်တဲ့အတွက်ကျွန်တော်တို့အသက်အရွယ်အုပ်စုတွေကလူတိုင်းကသဘောချင်းတွေ့ပြီးရင်းနှီးသွားကြပါတယ်။တင်းအောင်ကတော့ကြေးရွာနဲ့မဝေးတဲ့ချမ်းတချမ်းမှာနေထိုင်ပြီး အလဲတန်းကျောင်းအထိကိုကျွန်တော်တို့နဲ့အတူတူတက်ကာကြည်ပြင်လာခဲ့ပါတယ်။ကျောင်းမတက်တော့တဲ့နောက်မှာလည်းကျွန်တော်တို့ဆက်ပြီးရင်းနှီးမှုရှိပါတယ်။ပုံမှန်အားဖြင့်စူဝေးစားတောက်ပြီးအရင်ကုန်လေးရှိပါတယ်။ဒီနေ့မှာတော့တင်အောင်ရဲ့ခြံမှာစူဝေးဖို့ဆုံဖြတ်လိုက်ကြတယ်။ကျွန်တော်တို့ဟာအဲ့ဒီခြံကိုသိမ့်မသွားဘူးကြပါဘူး။ဒီတခါတော့ဂီတာတန်းကြဲကြဲဖွင့်ပြီးစိတ်မပူရပဲတောက်စားနိုင်မယ်လို့ထင်ခဲ့ကြတယ်။တင်အောင်ကကြေးရွာနာကတစ်တော်ထဲမှာအိတ်စပုနေရာကန်လန်ခဲ့တယ်။သူမှာစကန်းချစရာနေရာလေးတခုပြင်ဆင်ထားပါတယ်။ အရင်မရင်ကျက်သေးတဲ့အရွယ်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကသဘောတူလိုက်ကြပါတယ်။အစပိုင်းမှာတော့အားလုံးကပုံမှန်ပါပဲ။ကျွန်တော်တို့တောက်ကြစားကြအကောင်းကောင်းအရင်ကုန်ခဲ့ကြတယ်။ထူးခြားချက်တစ်ခုကတော့စကန်းကွင်းထဲကတင်းကုတ်ဟာလူနှစ်ယောက်ပဲနေလို့ရပြီ။အဲ့ဒီလိုနေရင်တော့ကြံ့ညံ့နေတယ်ဆိုတာပါပဲ။ကံကောင်းချင်တော့အိယာကိတစ်ခုရှိပြီးကျွန်တော်ကအဲ့ဒီမှာအိပ်ဖို့ပြောလိုက်ပါတယ်။ည3နာရီလောက်မှာတော့တိတော်တဲ့ကတရှိရှိမြေတံထွက်လာတာကိုကျွန်တော်တို့ကြားလိုက်ရတယ်။တခြားနှစ်ယောက်ကိုနှိုးပြီးစိတ်လှုပ်ရှားစွာနဲ့မေးလိုက်တယ်။ သူတို့လည်းရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။အဲ့ဒီအတန်းဟာအမျိုးသမီးတယောက်ရဲ့အတန်းနဲ့တူပြီးဒီနေရာမှာရှိတဲ့အမျိုးသမီးဆိုရင်တင်အောင်ရဲ့မိခင်ဖြစ်မှာပါ။သူကတော့ညာရှင်တစ်တော်ထဲကိုလာမှမဟုတ်ပါဘူး။အဲ့ဒီအချက်ကြောင့်ကျွန်တော်တို့စိတ်ထဲထူးဆန်းသွားပြီးကျွန်တော်ကအတန်းကဘယ်ကလာတာလဲဆိုတာစစ်စစ်ကြည့်ဖို့ပြောလိုက်ပါတယ်။တင်အောင်ကညှဉ်းဆန်းပြီးနောက်မှာပဲနေခဲ့ပါတယ်။အောင်တူနဲ့ကျွန်တော်ကတော့ဖုံးမီလုံးတွေကိုကင်ပြီးရှားဖွေဖို့ထွက်လိုက်ကြပါတယ်။၅မိနစ်ခန့်လမ်းလျှောက်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ရှင်းပြနိုင်စမ်းမရှိတဲ့အရာတခုကိုတွေ့လိုက်ရပါတယ်။ ခဝဝေးမှာတော့ရှုံးပင်နေတဲ့အဖြူရောင်အင်ဂျီကိုဝတ်ထားတဲ့မြို့သမီးတယောက်ရက်နေတာကိုတွေ့ရပါတယ်။သူမရဲ့သပင်းကအနေရောင်ရှည်လျားပြီး သူမဟာအလင်းထွက်နေတယ်လို့ရှိပါတယ်။သူမဟာအရက်9ပေလောက်ရှိပါတယ်။ကျွန်တော်တို့မြင်တာနဲ့သူမဟာလှည့်ပြန်သွားပြီးတရှိရှိမြင်နေဆဲဖြစ်ပါတယ်။ကြောက်လန့်တုန်လုံးနေပေမဲ့စူးစမ်းလို့စိတ်ကြောင့်ကျွန်တော်တို့နောက်ကနေလိုက်ပါတယ်။သူမဟာညာဘက်ကရှုံးပုတ်တွေကြားကနေဖြတ်သွားပြီးကျွန်တော်တို့ကသူမရဲ့နောက်ကနေလိုက်ပါတယ်။တရားငယ်လေးတစ်စင်းကကျွန်တော်တို့ကိုကွင်းမြင်းကြီးတစ်ခုစီခေါ်ဆောင်သွားပါတယ်။ ျွန်တော်တို့ကကွင်းပြင်ကိုစစ်စစ်ကြည့်တဲ့အခါသူမှပျောက်ကွယ်သွားပါပြီ။တရှိရှိမြေတန်ဟာရက်သွားပြီးကျွန်တော်တို့အပေါ်မှာထူးဆန်းတဲ့ခံစားချက်တခုပုံလွှမ်းနေပါတယ်။ဘယ်လိုမှရှင်းပြနိုင်မှာမဟုတ်ပါဘူး။ကျွန်တော်တို့ဟာလမ်းရှိကြီးတစ်လျှောက်လိုက်သွားပြီးအဆုံးသတ်မှာတော့သူမကိုတွေ့ရမယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအစားကျွန်တော်တို့နားလည်ရခဲ့တဲ့အရာတခုကိုတွေ့လိုက်ရပါတယ်။တင်ချမ်းမြေပုံတစ်ခုနဲ့အဖြူရောင်ပေါ်မှာရှုံစေးတွေပင်နေတဲ့အင်ဂျီကိုအဲ့ဒီအရာပေါ်မှာတွေ့လိုက်ရပါတယ်။နားမလည်နိုင်စရာပါပဲ။ ကျွန်တော်တို့ဟာကြောက်လန့်တုန်လှုပ်သွားပြီးစကန်းကိုအပြေးပြန်လာ